မင်္ဂလာပါဝေလ်ကမ်နိုင်မှာအလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ကတော့ဂျော်ရှောပန်ရဲ့အကြောင်းပြောပါမယ်ခင်ဗျဂျော်ရှောပန်ကမနေ့ညအင်တာဗျူးထဲမှာအခုလိုပဲဖြေဆိုသွားတာဖြစ်ပါတယ်လူတိုင်းကပြောကြတယ်ကျွန်တော်ပန်လို့ကြာကိုအနိုင်မယူနိုင်ဘူးတဲ့ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီစကားတွေကိုဘယူးမဆိုင်ပါဘူး Brandon Rivon နဲ့ထိုးခဲ့တဲ့ပွဲမှာလည်းကျွန်တော်ကိုအချိန်တော်အတွင်းပွဲကိုလက်ခံနေနိုင်မှာမဟုတ်ဘူးဆိုပြီးပြောခဲ့ကြတာပဲလေ ပွဲရလက်ထက်လာတော့လေတွေ့တဲ့အတိုင်းပေါ့ကျွန်တော်လုံးနိုင်မယ်ဆိုတာယုံကြည်မှုရှိပါတယ်လက်ရှိချန်ပီယံလည်းဒါကိုတတိထားမိမှာသိကြပါတယ်သူ့ရဲ့ပရိသတ်တွေကတော့ဖန်တိုဂျာတာလက်ရှိအချိန်မှာအကောင်ဆုံးဖိုင်တာဆိုပြီးပြောဆိုနေကြတာပါဒါကလည်းနားလေပေးလို့ရပါတယ်ဒါပေမဲ့လူတိုင်းမှာအချိန်ဆိုတာရှိပါတယ်အဲ့ဒီတော့အခုချိန်ကကျွန်တော်ရဲ့အချိန်ရောက်ပြီလို့ပဲပြောချင်ပါတယ် ခမ်းစက်နဲ့ဒူပလက်စစ်ရဲ့ပွဲလိုမျိုးမြေပြင်မှာတစ်ဖက်တက်အနေထားဖြစ်သွားမှလုံးဝမဟုတ်ပါဘူး။ဘာလို့လဲဆိုရင်ကျွန်တော်ကဒူပလက်စစ်မဟုတ်သလိုပန်တို့ကြားလည်းခမ်းစက်မဟုတ်ပါဘူး။အဲ့ဒါကမတူညီတဲ့အချက်ပါ။ကျွန်တော်ကဘယ်သူနဲ့မှမတူပါဘူး။ကျွန်တော်ကဂျိုရှော့ပဲပါ။ဒီပွဲမှာလည်းတတိယအချီတောင်မှမဟုတ်ငါးချီအတွင်းမှာဘန်လိုချာကိုအလေးထိုးအနံ့ယူပြသွားမှာပါဆိုပြီးတော့ဂျော့ရှော့ပန်အင်တာဗျူးမှာဖြေဆိုခဲ့တာဖြစ်ပါတယ် အဲ့တော့ဂျော့ရှော့ဘန်ကတော့လုံးဝယုံကြည်မှုအပြည့်ပဲဒီပွဲကလည်းတချို့လူတွေကတော့ခုနကသူပြောခဲ့တဲ့အတိုင်းပဲဂျော့ရှော့ဘန်မလုံနိုင်ဘူးဆိုပြီးတော့ပြောဆိုနေလို့ရှိလို့သူကခုလိုပြောတယ်လို့ကျွန်တော်ကမြင်ပါတယ်အဲ့တော့အဲ့ဒါဘေးလားဆိုမဟုတ်သေးဘူးခင်ဗျာသူရှင်းပြတဲ့အပိုင်းလေးပါလေးတယ်အဲ့ဒါပါလေးဆိုရင်အခုပုံမှန်ပြထားတဲ့ဟာပေါ့နော်သူရဲ့ဒီအနောက်မှာထားထားတဲ့အစဉ်ပေါ်မှာတင်ထားတဲ့ချန်ပီယံကပတ်တွေအကြောင်းလည်းပြောပြပေးတော့လာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတွေ့ရတဲ့ပထမအထက်ကကပတ်ကတော့ ဒီ Fury FC မှာပဲကစားတဲ့ Amateur ဘွဲစဉ်မှာရရှိတဲ့ Champion Cup ဖြစ်ပါတယ်။ပြောမယ်ဆိုရင်အပျော်တန်းဘွဲစဉ်မှာ Champion ဖြစ်ခဲ့တဲ့ Cup ပါ။အပျော်တန်းဆိုပေမဲ့လည်း American နိုင်ငံမျိုးမှာတော့လုံးဝကိုမလွယ်ကူတဲ့အရာပါခင်ဗျ။အဲ့တော့ဒုတိယအဆင့်ကဒီ Champion Cup ကတော့ Professional Champion Cup ပါ။ Fury FC ရဲ့ Flyweight တန်းမှာသူ Champion ဖြစ်ခဲ့တော့ကရရှိတဲ့ Cup ဖြစ်ပါတယ်။ ြီးတော့အင်တာဗျူးတဲ့လူမေးတာတော့ဒီအပေါ်ဆုံးထပ်မှတင်ထားတဲ့အရာပေါ့နော်အဲ့ဒါပါလေးဆိုရင်ကြားစီပါခင်ဗျသူ Brandon River နဲ့ထိုးတက်ခဲ့တဲ့ပွဲမှာသူဝတ်ဆင်ခဲ့တဲ့ပေါင်းပေတွေအင်ဂျီတွေဖြစ်ပါတယ်ဒါကတော့အမတ်တရားကျော်ျော်ပန်ထိန်းတိန်ထားတဲ့ဒီကြံစီပဲဖြစ်ပါတယ်ဘာလို့လဲဆိုရင်အဲ့ဒီပွဲကတကယ်ကိုကျန်းခဲ့တဲ့ပွဲစဉ် Fight of the Night bonus ကိုရရှိခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ် အဲ့ဒါကလွန်ခဲ့တဲ့ဂျွန်29ရက်နေ့မှာရှင်ပြိုင်လာပါပြီးတော့ UFC 317မှာပါဝင်ရှင်ပြိုင်တဲ့ပွဲစဉ်ဖြစ်ပါတယ်တကယ်ကိုကြည့်ကောင်းတဲ့ပွဲစဉ်ပါအဲ့တော့အဲ့ဒီညမှာတော့ Fire of the Night စုချင်းမြန်ခံရတယ်ပြီးတော့ The World MMA Award စုပေးပွဲမှာလည်းစကားတင်စင်းမှာ ပါဝင်လာပါတယ်ခင်ဗျဒီတွဲဆိုင်ကို Fire of the Year စကားတင်စင်းမှာထည့်သွင်းထားတာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကတော့ Breakthrough Fighter of the Year မှာလည်းကျော်လျှော့ပန်ပါဝင်လာတာဖြစ်ပါတယ် အဲ့မှာကျွန်တော်ပြောချင်တဲ့တစ်ခုကတော့အခုဒီပုံမှာပြထားတဲ့ Fire of the Night ဆိုရရှိထားတဲ့ဟာပေါ့နော်ဒီဟာကဒီ World MMA Award မှာကြတော့ဒီ Fire of the Year စကားတင်ဆင်းမှာပါဝင်လာတယ်ဒီ Fire of the Year ဆုပေါ့တော့ Josh Oban ရရှိနိုင်မယ်လို့ကျွန်တော်တော့ယုံကြည်ပါတယ်ခင်ဗျာဘာလို့လဲဆိုရင်အခြားသွေးဆိုင်တွေအဲ့လောက်တွေမကောင်းသူတို့ရွေးချယ်ထားတဲ့စကားတင်ဆင်းထဲမှာတော့ဒီသွေးဆိုင်ကအကောင်းဆုံးလို့မြင်တယ်အဲ့တော့ဒီ Fire of the Year ဒီသွေးဆိုင်ကတော့ World MN ဆုကိုရရှိနိုင်တယ်လို့ကျွန်တော်ကမြင်ပါတယ်။အဲ့တော့ဒီဆုရခဲ့ရင်နှစ်ယောက်စလုံးရပါပါ။ Josh Oban လည်းရမယ်ပြီးတော့ Brandon Revol လည်းရပါမယ်ခင်ဗျ။နှစ်ယောက်စလုံးရရှိမှာဖြစ်ပါတယ်။ပြီးတော့နောက်တစ်ခုက Breakthrough Fighter of the Year ပေါ့နော်။အဲ့ဒီဆုကတော့ Josh Oban ကတိတ်မတင်ချောင်းဘာလို့လဲဆိုရင် Rainier Director ပါဝင်နေတဲ့အတွက်အဲ့ဒီဆုကတော့ Director ပဲရဖို့ရခိုင်တော့ပုံများတယ်လို့ကျွန်တော်ကတော့ခံမှန်းပေးချင်ပါတယ်။ဟုတ်ပြီအဲ့ဒါတော့ ကျော်ရှော်ပန်ရဲ့ The World MMA Award မှာစကားတင်စီးရင်မှာပါဝင်လာတဲ့အကြောင်းအရာပါမနစ်တုံးကစုပေးပွဲကိုပြန်ကြည့်မယ်ဆိုရင်လည်းဖန်တို့ချာကအဲ့လိုမျိုးပဲနှစ်နေရာအထိကိုစကားတင်စီးရင်မှာပါဝင်လာတာဖြစ်ပါတယ်ဒါပေမဲ့လည်းဖန်တို့ချာကဘာစုမှာကိုမရခဲ့တာပါဘာလို့လဲဆိုရင် LS Barrier လည်းစကားတင်စီးရင်မှာပါဝင်လာတဲ့အတွက်ဒီ Fight of the Year မှာရော LS Barrier ရရှိသွားပါတယ်ပြီးတော့ Fighter of the Year မှာလည်း LS Barrier ပဲရရှိသွားတာဖြစ်ပါတယ် အဲ့တော့လက်ရှိဖန်တိုဂျာကအခုနောက်မှတွေ့တဲ့အတိုင်းပဲသူ့မှာချန်ပီယံကပန်း၅ခုတည်းရှိတယ်။အောင်မြင်မှုလည်းအများကြီးကိုရရှိခဲ့ပြီးပြီ။ဒါပေမဲ့ဒီ MMA Awards 2ကိုတော့အခုချိန်ထိမရသေးပါဘူးခင်ဗျ။အဲ့တော့ Joshua Ban က Fight of the Year ဆုကိုရရှိခဲ့မယ်ဆိုရင်တော့ဖန်တိုဂျာထက်သင့်တာသွားမှာဖြစ်ပါတယ်။ဒါလည်းလုံးဝကိုဂုံတိတ်ခါကြီးမားတဲ့အဆိုးဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာဖိုက်တာတွေထဲမှာဆိုရင်ကိုအောင်လာအဆောင်ရရှိခဲ့ပူပါတယ်အဲ့ဒါတော့ International Fighter of the Year မှာသူစုရရှိခဲ့တာပါအဲ့တော့ဒီစုကလည်းအရန်ကိုဂုံတက်ခါကြီးမာတဲ့စုဖြစ်ပါတယ်ကျော်ချောပန်ကိုလည်းရစေချင်ပါတယ်ခင်ဗျဟုတ်ကဲ့နောက်ထပ်အကြောင်းအရာကတော့ LS Barrier နဲ့သူရစီယာ Global တရှိရရဲ့အကြောင်းပါမနေ့ကလည်းဒီအကြောင်းတော့သင်ထားပြီးပြီဒါပေမဲ့လည်းဒီမနေ့မှာပဲဒီ movie file တစ်ခုထပ်တက်လာတာပေါ့နော်အဲ့ဒါပါလဲဆိုရင်ဒီ ူ့ဆရာကို Ellis Barrier က Cheflet ကတစည်းဝယ်ပေးလိုက်တဲ့အချိန်မှာသူပြောခဲ့တဲ့စကားပါအဲ့ဒါပါလဲဆိုရင်နောက်ပွဲကျရင် သူ့ရဲ့ဆရာကိုအိမ်ပါဝယ်ပေးမယ့်အစီအစဉ်ရှိတယ်ဆိုတဲ့အချက်ပါဝမ် Ellis Barrier ကတကယ်ကိုချစ်တာနော်သူ့ဆရာကိုအဲ့တော့ Glover တီရှိတာလည်း Champion တယောက်ပဲဒါပေမဲ့ Ellis Barrier လောက်မထိုးသွားပါခင်ဗျဘာလို့ဆိုရင်သူကစားခဲ့တဲ့ပွဲမှာသူချန်ပီယံလည်းဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ PPV နဲ့ကျင်းပတဲ့ပွဲစဉ်မှာသူကအလေးပွဲလောက်ပဲကစားခဲ့ရတာဖြစ်ပါတယ် အဲ့ဒါကြောင့်သူက LS Barrier တော့ပစံမရဘူးခင်ဗျာ LS Barrier ကအခုချိန်ထိဆိုရင်သူက PPV ပွဲစဉ်ပေါင်း10ပွဲကျော်ထိကိုကစားခဲ့ပြီးသွားပြီဖြစ်ပါတယ်အဲ့တော့အရင်ကထိုးခဲ့တဲ့ပွဲတွေကတော့ထိုးကျဲတန်းနှစ်တန်းလောက်ပေါ့နော်အဲ့လောက်ထိပြောလို့ရတယ်အခုနောက်ပိုင်းမှာကျတော့သူ3တန်းကျော်သွားပြီခင်ဗျာအဲ့တော့ American ပြင်ပကအကစားသမားတွေထဲမှာထိုးချင်းမြင့်တဲ့ fighter တွေထဲမှာပေါဝင်ပါတယ်ခင်ဗျအဲ့ဒါကြောင့် barrier ကတော့အတူဆရာထက်ပိုပြီးတော့ပစံထိုးချင်းပိုရနေတာဖြစ်ပါတယ် ဲ့တော့ကြောင့်လဲသူအခုလိုဝယ်ပေးနိုင်တာပေါ့နော်အဲ့တော့နောက်ပွဲကြရင်တော့သူကဂျွန်ဂျုံနဲ့ပွဲထိုးရဖို့တေချာတလောက်ဖြစ်နေပါပြီဒီပွဲကတော့နောက်နှစ်2026ဂျွန်လမှာထိုးရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီပွဲချင်းမှာဆိုရင်သူကအတန်းစီချီတောင်ရရှိသွားနိုင်ပါတယ်အဲ့တော့အိမ်လေးဝေပေးလို့ရတဲ့အဆင့်တွေဖြစ်သွားမှာပါအဲ့တော့ဆက်ပြီးတော့အောင်မြင်ပါစေလို့ပဲဆုမကောင်းတောင်းပေးပါတယ်ခင်ဗျ။ Okay အဲ့တော့ဒီညပွဲစဉ်ကျွန်တော်တို့ဒီထုံးမဲအောင်နဲ့ဟာလင်းအောင်မြင်ပွဲစဉ်ကိုကြည့်ရှုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာပရိသတ်တွေစောင့်မျှော်နေတယ်လို့ပဲဒီကိုအွန်လိုင်းအချာကလည်းဒီဘွဲကိုစောင့်ကြည့်တော့မှာဖြစ်ပါတယ်။အဲတော့ဒီညကျွန်တော်တို့အတူတကွအားပေးလာကြရအောင်ဗျ။ Okay ဒီနေ့အတလောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်ဆုံးမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။